အားလုံးပဲမင်္ဂလာပါ KTI Crochet YouTube Channel နဲ့ Facebook Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်เนาะဒီတစ်ခေါက်မှာတော့ဒီပန်းပွဲကလစ်လေးကို ထိုးပြပေးမယ်เนาะဒီပန်းပွဲလေးထိုးဖို့အတွက်ဆိုရင်တော့ Make Cotton 5ပိုင်းချီ200လို့မယ်เนาะ SI ကတော့ 2.5mm ကိုတုံးပြီးတော့ထိုးပါမယ်เนาะပြီးသွားရင်တော့ကလစ်လေးတွေမှာဒီအောက်ခံပေါ့เนาะကလစ်အောက်ခံ Phaser လေးလို့မယ်เนาะ ခြေရောင်နဲ့ဆိုင်လေးတွေမှာဒီကလေးအောက်ခံဖဲစားလေးတွေမေးဝဲလို့ရတယ်เนาะသူကအယောင်ဆုံးလာတယ်ပြင်နိုင်ရင်တော့အယောင်ရစ်ရစ်ကလေးတွေတုံးတာပိုဆင်းပြေတာပေါ့เนาะဒီမှာအဖြူပဲရှိတာမို့လို့အဖြူနဲ့ပဲတုံးပြပေးမယ်เนาะတုံးထားတဲ့ကလစ်ကကြတော့တစ်တောက်ကလေး6စင်တီမီတာပေါ့เนาะဒီလိုအချုံပုံစံလေးကိုတုံးထားတယ်เนาะ၄ပလိုင်းနဲ့ထုံမဲ့ဆိုရင်တော့9စင်တီမီတာကိုတုံးပါเนาะဒီနေရာမှာက9ပလိုင်းနဲ့ထိုးတာတော့မို့လို့6စင်တီမီတာကိုတုံးပြီးတော့ထိုးပါမယ်เนาะပြီးသွားရင်တော့ကက်ဘို ကော်တောက်လေးလိုမယ်เนาะ ဒါဆိုရင်တော့ဒီကလစ်လေးစာပြီးတော့ထိုးကြည့်ရအောင်နော် အရင်ဆုံးဂွင်းရှင်လေးတစ်ခါလောက်လိုက်မယ်နော်ဒီလိုဂွင်းလေးရသွားပြီဆိုရင်ချိန်ဆက်နှစ်ခါထိုးမယ်နော်4 5 6 9 10 11 12ချိန်ဆက်နှစ်ခါရပြီဆိုရင်ဘေးအပေါက်ကနေပြီးတော့တိုင်းတို့လေးတတိုင်းစထိုးမယ်နော်တိုင်းတို့တတိုင်း ပြီးသွားရင်အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်တို့တတိုင်ထိုးမယ်ဒီလိုတပေါက်ထဲနှစ်တိုင်ကိုတိုင်ဘွားလို့ခေါ်မယ်နော်ပြီးသွားရင်ဘေးပေါက်ကနေပြီးတော့တိုင်တို့လေးတွေတပေါက်တတိုင်စီနဲ့ကိုးတိုင်ထိုးမယ်နော်နှစ်တိုင်တော်လေးငါ cha kon shi go ကိုယ်တိုင်ပြေးသွားပြီဆိုရင်တော့နောက်ဆုံးပုံနေတဲ့တပေါက်မှာ w ပေါ့နော်တပေါက်ထဲကိုတိုင်တို့၃တိုင်ထိုးမယ်နော်တိုင်ရပြီ2တိုင်၃တိုင်ပေါ့နော်တပေါက်ထဲတိုင်တို့၃တိုင်ပြီးသွားရင် ဒီလိုကားငယ်ကွေးကွေးမယ်နော်နောက်တစ်ပေါက်ကနေပြီးတော့တိုင်တိုလေးတွေ၁၀တိုင်ထိုးမယ်နော်တင်းအနောက်ကကြိုးစားကိုပါတိမ်းသွားနော်နင်တော့၃တိုင်လောက်ရပြီဆိုရင်အနောက်ကကြိုးစားလေးကိုဖြတ်လိုက်မယ်နော်၃တိုင်ရပြီဆိုတော့၄ ငါချာခွန်ရှေကိုတဆယ်ပေါ့နော်ဆယ်တိုင်းပြည့်သွားပြီဆိုရင်ပထမဆုံးစထုတ်ခဲ့တဲ့တိုင်းတို့ရဲ့ထိတ်မှာရှက်ကော်နဲ့ချိန်လိုက်မယ်နော်ဒါဆိုပထမအစ်စ်ပြီးပြီနော် ဒုတိယစစ်တပ်ဘုတ်အတွက်ချိန်တစ်ခါထိုးမယ်။ရှက်ကော့ချိန်ထားတဲ့အပေါက်မှာတိုင်ပွားစထိုးမယ်။ဒီပေါက်မှာပဲတပေါက်သေးကိုနှစ်တိုင်ထိုးမယ်နော်။ပြီးရင်နောက်ထပ်ဒုတိယပေါက်ကိုသွားမယ်။သူ့မှာလည်းတပေါက်သေးကိုနှစ်တိုင်ထိုးမယ်။ဒါဆိုရင်တိုင်ပွားနှစ်ချိန်ပေါ့နော်။တိုင်ပွားနှစ်ချိန်ပြီးသွားရင်နောက်တစ်ပေါက်ကနေပြီးတော့တိုင်တို့လေးတွေတပေါက်တစ်တိုင်စီနဲ့ကိုးတိုင်ပြည့်အောင်ဆက်ပြီးတော့ထိုးသွားမယ်နော်။ ကိုယ်တိုင်ပြေးသွားပြီဆိုရင်အပေါ်ကဒီ၃ပေါက်မှာတစ်ပေါက်ကိုနှစ်တိုင်းနှစ်တိုင်းစီနဲ့၃ချိန်ပေါ့နော်ပထမပေါက်မှာတိုင်ပွားတစ်ချိန်ဒုတိယပေါက်မှာလည်းတိုင်ပွားတစ်ပေါက်ထဲနှစ်တိုင်နော်နှစ်ချိန်တတိယပေါက်ကိုသွားမယ်တစ်ပေါက်ထဲကိုနှစ်တိုင်၃ချိန်၃ချိန်ပြေးသွားပြီဆိုရင်နောက်တစ်ပေါက်ကနေပြီးတော့တစ်ပေါက်တစ်တိုင်စီနဲ့တိုင်တူလေးတွေကိုယ်တိုင်ပြေးအောင်ဆက်ထိုးသွားမယ်နော် ကိုယ်တိုင်ပြည့်သွားပြီဆိုရင် နောက်ဆုံးကြံနေတဲ့တပောက်ကိုတိုင်ပွားလုပ်မယ်တပောက်ထဲကိုနှစ်တိုင်ထိုးမယ်နော် V ပေါ့နော်တပောက်ထဲကို နှစ်တိုင်ဒီနေရာမှာကြာတော့ဒုတိယတိုင်မှာကြာတော့ဒီတိုင်လေးပဲချိန်မဆွဲပဲထားထားမယ်သူ့ကိုခရမ်းအောင်ချီလေးပေါ့နော်ကိုသုံးမဲ့အယောင်ကလေးကိုယူလာပြီးတော့ဒီမှာဝင်ချိန်မယ်နော်ချိန်တစ်ခါဆွဲသွင်းလိုက်ပါဘောနော် ပြီးမှပဲပထမဆုံးတိုင်တို့ရဲ့ထိတ်မှာရှက်ခေါ်နဲ့သွားချိန်မယ်။နော်ဒီခရင်ရောင်လေးနဲ့ကြတော့ချိန်တစ်ခါထိုးမယ်တတိယစေပါနော်။ရှက်ခေါ်ချိန်တဲ့ပေါက်မှာတိုင်တို့တစ်တိုင်ဒုတိယပေါက်မှာလည်းတိုင်တို့တစ်တိုင်တိုင်းတို့နှစ်တိုင်ပြီးရင်ချိန်၃ခါထိုးမယ်၁၂၃ပြီးရင်တပေါက်မှမကြော်ဘူးเนาะနောက်ထပ်တိုင်းတို့နှစ်တိုင်လာမယ်အပေါက်မကြော်ရအောင်เนาะနှစ်တိုင် ချိန်သုံးခါလာမယ်တနေသောပြင်တိုင်းတို့နှစ်တိုင်းပြန်လာမယ်တနေချိန်သုံးခါလာမယ်တနေသောပြင်တိုင်းတို့နှစ်တိုင်းပဲထပ်လာမယ်ဒီလိုပဲပေါ့เนาะတပတ်လည်လုံးပြည့်အောင်ဆက်ပြီးတော့ထိုးသွားပေးပါเนาะ အဆောင်ရောက်ပြီဆိုရင်ချိန်3ခါထိုးမယ်ပထမဆုံးစထိုးခဲ့တဲ့တိုင်တို့ရဲ့ထိတ်မှာရှက်ကော်နဲ့ချိတ်ပေါ့နော်ပြီးရင်တော့ခြေဖြတ်လိုက်လို့ရပါပြီနော်ဆော့ဆော့ကဖြတ်ထားတဲ့ခြေစားကိုကြတော့ဒီအနောက်ဘက်ပေါ့နော်မလှတဲ့ဘက်ကိုထုတ်လိုက်မယ်ထုတ်ပြီးသွားပြီဆိုရင် သူ့ကိုဒီနေရာလေးမှာကော်ကက်မှာဆိုတော့ဒီလောက်လေးတော့ညှက်ထားလိုက်မယ်နော်ပြီးသွားရင်တော့အစမ်းရောင် ခြေစားနဲ့ဒီအနာသိမ်းထားတဲ့ဘက်မဟုတ်နော် ဒီဘက်ခြံကနေပြီးတော့အစိမ်းအောင်ခြေစားကိုစပြီးတော့အောက်နာလေးမှာထားမှာပေါ့နော်ဒီလိုလေးတဒန်းလောက်လာမယ်เนาะပြီးသွားပြီဆိုရင်ဒီအောက်နာလေးကနေပြီးတော့ဒီအလဲဒီနေရာနားလောက်ကနေပြီးတော့တိတ်ရွက်ကလေးလောက်မယ်เนาะအဲ့ဒီထွက်လာခြေထွက်လာခဲ့တဲ့အပေါက်တွေကိုအပြန်ထိုးချမယ်ဒါဆိုအပေါ်မှာကျိုးဝခွင်းလေးဖြစ်သွားပြီเนาะအဲ့ဒီခွင်းလေးကိုဒီဘက်ထောက်ကနေပြီးတော့ခြီထဲမယ် ပြီးရင်အပေါ်နားလေးကိုတစ်ချက် ထိုးလိုက်မယ်နော်အချုံကလေးဖြစ်သွားဒါဆိုရင်တေရွက်တစ်ခုရပြီပေါ့နော် ပြီးရင်အဲ့ဒီတေရွက်ရဲ့အောက်နာအပေါင်းနားလေးမှာ အပ်ပြန်ထုံမယ်ပြီးရင်အဲ့ဒီခြိထွက်လာခဲ့တဲ့အပေါင်းမှာပဲအပ်ပြန်ထိုးချလိုက်မယ်နော်ဒါဆိုကွင်းကလေးဖြစ်သွားပြီနောက်တစ်ပေါက်ကနေပြီးတော့အပေါ်နားအပေါက်လေးကနေပြီးတော့ခြိကိုထုံမယ်ဒီလိုလေးရပြီဆိုရင်ဒီခရံရအောင်ထောင်းတာလေးဘောเนาะ အချွန်လေးဖြစ်အောင်တစ်ချက်လောက်လာမယ်နော်။ဒါဆိုရင်ရပြီနော်ဒီအနောက်မှာ ခြေစလေးကိုနှစ်ခါလောက်ပူချီထားလိုက်မှာပေါ့နော်။ဒီနေရာမှာခရမ်းအောင်နဲ့ရှက်ခေါ်ချိန်ထားတဲ့ဘက်ချမ်းမှာပဲပန်းပွက်ကို ထားရင်ပူလာမယ်နော်။ရှက်ခေါ်ချိန်တဲ့နေရာလေးဖုံးသွားအောင်လို့ပေါ့နော်။ဒီပန်ပွေးပုံစံလေးရကြတော့ရှေးဗီဒီယိုလေးမှာအသေးစိတ်တင်ထားပြီးပြီဆိုတော့ဒီမှာတော့မြ мян လေးပဲထိုးပြအောင်ပါเนาะမရှင်းဘူးဆိုရင်ဒီအပေါ်နာလင့်ချတာပြင်မယ်အဲ့ဒီမှာသွားကြည့်လို့ရတယ်เนาะ ီမှာတော့မြ мян ပဲသွားလိုက်မယ်เนาะအရင်ဆုံးကိုထားခြင်းတဲ့အယောင်လေးကို magic ring ထဲမှာတိုင်တို6တိုင်ထိုးပြီးတော့ shot corn နဲ့ချိန်ထားမယ်เนาะပြီးသွားရင်တော့ဒီမှာအဖြူရောင်ခြေစားလေးကို လာပြီးတော့ဝင်ချိန်ပါမယ်เนาะဖော့မီရဲ့အနောက်ဘက်ခြမ်းကိုပဲထိုးမယ်เนาะချိန်3ခါ1 2 3ချိန်3ခါပြီးသွားရင်နှစ်ရက်တင်တိုင်းရှိပုံစံမျိုးထိုးမယ်အဲ့မှာတစ်ခါပဲရစ်ပါတော့ရစ်ပြီးရင်ဒီမှာအရှိကတခွင်းကိုကြော်မယ် နှစ်ကွင်းကြော်မယ်နှစ်ကွင်းကြော်မယ်ဒီလိုသုံးခါပါเนาะချိန်သုံးခါထိုးမယ်ပြီးရင်တော့အဲ့ဒီအပေါင်းပါပဲเนาะစောစောကအပေါင်းပါပဲရှက်ကော်နဲ့ပြန်ချိန်မယ်နောက်တစ်ပောက်ကိုရှက်ကော်နဲ့ကူမယ်အလဲတက်တက်ကနေအံ့ကိုထိုးချလိုက်เนาะအနောက်ဘက်ခြမ်းတစ်ချမ်းကိုပဲရှက်ကော်နဲ့ချိန်မယ်ချိန်သုံးခါအဲ့မှာတစ်ခါရစ်မယ်ချီအဲ့ဒီပေါက်ပါပဲเนาะရှက်ကော်ချိန်တဲ့ပေါက်မှာချီဆွဲယူလာမယ်အရှေ့ကတကွင်းကြော့ နှစ်ကွင်းကျော်နှစ်ကွင်းကျော်ချိန်သုံးခါပြီးတော့အဲ့ဒီအပေါက်မှာပဲရှက်ကော်နဲ့ပြန်ချိန်မယ်ဖို့မီတချမ်းတချမ်းစီခြံထားပေးပါနော်နောက်တစ်ပေါက်ကိုရှက်ကော်နဲ့ကူးလိုက်မယ်ပြီးရင်ချိန်သုံးခါပြန်လာမယ်ပြီးရင်တော့စောစောကတိုင်းပဲဒီပွတ်ချက်လေး6ခုပြည့်အောင်ဆက်ထိုးလာပြီเนาะ6ခုပြည့်သွားပြီဆိုရင်ဒီပွတ်ချက်လေးရဲ့အရှိနာလေးမှာဖော်မီတချမ်းစီခြံခဲ့တာရှိတယ်အဲ့ဒီထိပ်မှာရှက်ကော်နဲ့ဝင်ချိတ်လိုက်မယ်เนาะ ်ချိန်ပြီးသွားရင်ချိန်နှစ်ခါပဲထိုးမယ်ပြီးရင်အဲ့ဒီအပေါင်းမှာရိုးရိုးတိုင်ရှည်တိုင်တိုင်ထိုးမယ်နော်ဒီမှာတော့ရှည်ရနှစ်ပေါင်းကျော်နောက်ထပ်နှစ်ပေါင်းကျော်နှစ်ခါပဲကျော်မယ်အမှတစ်ခါရင်းမယ်နောက်တစ်ပေါက်ကိုသွားမယ်နောက်တစ်ပေါက်မှာတိုင်ရှည်တိုင်တိုင်ထိုးမယ်ပြီးရင်ချိန်နှစ်ခါလာမယ်အဲ့ဒီတိုင်ရှိထိုးခဲ့တဲ့အပေါင်းမှာပဲရှက်ကော်နဲ့ချိန်လိုက်မယ်။ပြီးရင်နောက်ပွချက်ရဲ့အရှိတတက်ကချိန်ထဲမှာရှက်ကော်နဲ့ချိန်မယ်။ ချိန်နှက်ခါလာမယ်တိုင်ရှည်တိုင်အဲ့ဒီပေါက်မှာပဲထိုးမယ်တိုင်ရှည်တိုင်နော်ပြီးနောက်တစ်ပေါက်ကိုသွားပြီးတော့တိုင်ရှည်တိုင်ထက်ထိုးမယ်ချိန်နှက်ခါထိုးမယ်အဲ့ဒီအပေါက်မှာပဲရှက်ကော်နဲ့ချိန်မယ်ပြီးနောက်တစ်ပေါက်ကိုကူပြီးတော့ရှက်ကော်နဲ့ထက်ချိန်မယ်ရှက်ကော်နဲ့ချိန်မယ်နော်ပြီးရင်ချိန်နှက်ခါလာမယ် အဲ့ဒီရှက်ကော့ချိန်ထားတဲ့အပေါင်းမှာ တိုင်ရှည်တတိုင်းထိုးမယ်။ပြီးရင်နောက်တစ်ပေါင်းမှာတိုင်ရှည်တတိုင်းသွားထိုးမယ်နော်။တိုင်ရှည်ထိုးပြီးသွားရင်ချိန်နှက်ခါလာမယ်။အဲ့ဒီအပေါင်းမှာပဲရှက်ကော့နဲ့ပြန်ချိန်လိုက်မယ်နော်။ဒါဆိုရင်တော့ပြီးပြီနော်။ဒီခြေစားလေးကိုဖြတ်လိုက်တော့မယ်နော်။ဖြတ်ပြီးသွားပြီဆိုရင်ဒီခြေစားလေးကိုအနောက်ဘက်ကိုပို့မယ်နော်။စောစောကချုပ်ချုပ်တဲ့အထိုးတဲ့အက်လေးနဲ့နော်။

ဒီအနေထားလောက်ကိုတစ်ချက်၄တောက်ကလေးညှက်လိုက်ပါတော့ပြီးသွားရင်တော့ဒီအောက်ခံကလေးလေးနဲ့ side တူရအောင်ပါတော့ဘေးတောက်လေးတွေကို လုံလုံလေးဖြစ်အောင်အရင်ညှက်ထားလိုက်မယ်နော်ဒါဆိုရင်ဒီနှစ်ခုကိုတိုင်ကြည့်လိုက်မယ်ပုံစံလေးတူပြီဆိုရင်ဒီနေရာမှာကလစ်ကလေးထည့်မယ်နော်ဒါလေးကိုခောက်လိုက်မယ်နော်ခောက်ပြီးသွားရင်ဒီနေရာနားလောက်လေးကနေတစ်ချက်ညှက်လိုက်မယ်နော်အပေါက်လေးဖြစ်သွားပြီဆိုရင်ဒီတဲကိုကလစ်လေးထည့်မယ်ဒီနေရာမှာ စက်ကူကကြီးနေသေးတယ်ဆိုလို့ရှိရင်နည်းနည်းလေးထန့်ညှက်ပေါ့နော်ထန့်ညှက်ပြီးတော့အလှလေးဖြစ်အောင်ပုံပြန်သွင်းပါမယ်နော်ပြီးရင်တော့ဒီပန်းပွက်လေးကိုကော်နဲ့အရင်ဆုံးကတ်ထားလိုက်မယ်နော်ဒီရှက်ကော်ချိတ်တဲ့နေရာလေးဖုံးသွားအောင်ပန်းလေးကိုကတ်လိုက်မယ်နော် ကက်ပြီးသွားပြီဆိုရင်ဒီအောက်ခံကလစ်လေးနဲ့တွဲပြီးတော့ကက်မယ်နော်ဒီကလစ်ရဲ့ဒီအောက်ဘက်ခြမ်းလေးကိုကော်အရင်တုပ်မယ်ပန်လိုက်တဲ့အခါကျရင်ပန်ပွက်ကအပေါ်မှာထားခြင်းနဲ့ဆိုရင်ဒီအောက်ဘက်ခြမ်းပေါ့နော်ပန်ရဲ့ခြေထောက်ဘက်ခြမ်းမှာစားကက်မယ်အချုံကိုကြတော့ပန်ပွက်ပေါ်မှာထားမှာပေါ့နော်ဒီနေရာလေးတွေကိုတောက်ရှောက်ကော်လေးတွေနဲ့ကက်သွားမယ်နော်ဒါဆိုရင်ဒီကလစ်ရဲ့အချုံဘက်ကပန်ပွင့်နာမှာထားမယ်ဆိုရင်ပန်လိုက်ရင်ပန်ပွင့်ကအပေါ်ဘက်မှာရှိနေမှာပေါ့နော် ဒါဆိုရင်တော့ပန်းပွဲကလေးလေးထိုးလို့ပြီးပါပြီเนาะကိုကြိုက်တဲ့အယောင်လေးတွေတုံးပြီးတော့ကလေးလေးတွေဖန်တီးကြည့်ပါเนาะ